ုက္ခလို့ဆိုရတဲ့အရာသက်သနာလေးခက်ခဲကြီးကြုံရတဲ့ဒါလို့ဆိုတော့နော်အဲ့ဒါတွေကိုဖြစ်ပေါ်နေနိုင်တယ်ဒါကမ္မဝိသေခေါ်တာဆံပြီးရတော့ဘာဖြစ်ရှင်းရတာလဲတွေးကြည့်ပါမတွေးလိုက်တဲ့တွေးတစ်ခုအဲ့တစ်ခုမှတော့ဘာနဲ့ပတ်သက်လာလို့ရှိရင်ဒီစီလို့ခြင်းကိုပုံပေါ်ရပါတဲ့ဒီခင်းနေမှုစသဖြင့်တော်မှာရှင်သွဲလာတဲ့အတွင်းမှန်တရားဒီကောင်းလို့ချမ်းသာတဲ့ရှင်ရတဲ့ကအကျိုးပေးတယ် ။ဒါပေမဲ့မတွေးနေတဲ့အတွေ့အကြုံလို့ဆိုရင်ဇာဘာဓဝိတ္တဒေါသပတ်အမိဒတ်ဒေါသနဲ့ရှင်တွဲလာတဲ့အတွေ့။ကဲလက်ချက်ကလေးနဲ့ပြိဿတို့ကဘုရားရှင်စိတ်ဆိုးတဲ့အခါတွေးတဲ့အတွေ့နဲ့စိတ်ကြီးနေတဲ့အခါတွေးတဲ့အတွေ့တွေ့ရလား။မှန်ပါဗျာ။ဒီဒေါသနဲ့တွေးနေတဲ့အတွေ့တွေသူရဲ့စိတ်ကိုငြိမ်းချမ်းဖို့ကိုမပေးနိုင်တဲ့အချိန်တစ်ခါတော့ရံတော့ဖို့ပဲတွေးနေတယ်ဟုတ်ကဲ့။မှန်ပါဗျာ။ ဲ့ရှင်သက်တဲ့ပုဂ္ဂိုလ်တရားကိုအမြဲတမ်းရန်လုပ်ဖို့ပဲတွေးနေတယ်။ဟောချီးတွေးကြမှာ။ကောင်းတဲ့အတွေ့အကြုံကိုမှမဖြစ်နိုင်ဘူး။